ကဲအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ရဲ့ရန်ကုန်ဟော့ကန်နေရာလေးနဲ့ပတ်သက်ပြီးတော့မှနည်းနည်းလေးမျှဝေပေးချင်တာရှိပါတယ်ကျွန်တော်ရဲ့ဖျားခန်းလေးကိုလိုက်ပြီးတော့ပြပေးမှာဖြစ်ပါတယ်ခင်ဗျာအဲဆိုတော့ဒါကတော့ကျွန်တော်ရဲ့ဓာခန်းဖျားခန်းနေရာဖြစ်ပါတယ်ခင်ဗျာအဲဒီဘက်မှာတော့ဖျားကိုတော်လေးပေါ့နော် အများကြီးပဲခင်ဗျကျွန်တော်ဒီရွှေအစ်စ်နဲ့လောက်ထားတဲ့ဖျားဖျားကြီးလည်းပါတယ်ဒီဘက်မှာဖျားသုံးသူပေါ့နော်ဒါကတော့ကျွန်တော်ရဲ့အဖိုးကလေးကလက်ဆင်ကမ်းလာတဲ့ဖျားကြီးပေါ့နော်သူကရွှေအစ်စ်တွေချတာအဲ့ဖျားကြီးကျွန်တော်ဒီမှာရှိရှိထားပါတယ်ဖျားဆူတွေပေါ့နော်ဒါလေးကကျွန်တော်ဒီအင်းဝါဘက်ကပေါ့နော်အင်းဝါဟန်ဖျားဖြစ်ပါတယ်ခင်ဗျဒီဖျားလေးလည်းမိတ်ဆွေတို့နည်းနည်းလေးမြင်ဘူးပြီးတော့မှဖူးမြော်လို့ရအောင်လို့ပြပေးကျွန်တော်ဖြစ်ပါတယ်ဒါလေးကကြေးနဲ့ကတော့ကတော့ပါဒီဒုတွေတစ်ခုလုံးကကြေးအစ်စ်ကြီးဖြစ်ပါတယ်ခင်ဗျဒါလေးကိုလည်းညှောက်ပေးရဖြစ်ပါတယ် ဟိုဘက်ကတော့ဖရားအဆောင်နေရှိတယ်ဗောနော်ဒီဘက်မှာကရှိတဲ့ကိုရောကကျတော့လာဘမူနီဗောနော်လာဘမူနီကိုရောဖြစ်ပါတယ်ဒီဘက်ကကျတော့လာဘမူနီကဘာတွေအတွက်ကောင်းလဲဆိုတော့သူကစီဝါလက်လာဘာနဲ့ပတ်သက်တာတွေတော့ကောင်းပါတယ်ညာတော့ဖြင့်ဒီဖရားကိုရောထုလုပ်ပြီးတော့မှပူတော်တဲ့အခါမျိုးမှာဘိနေသဘောတရားတွေနဲ့ပေါင်းဆက်ပြီးတော့မှဗောဗျာလက်လာဘာတိုးပွားဖို့အတွက်ဆိုပြီးတော့မှလာဘမူနီထုထားဖြစ်ပါတယ်ဆိုတော့ညောင်သားနဲ့ထုထားတာပါညောင်သားနဲ့ထုတဲ့လာဘမူနီဟန် အဲထုပြီးတော့မှဒါကျွန်တော်အနေနဲ့ကကိုးကွယ်ထားတာဖြစ်ပါတယ်ခင်ဗျာဒါကျွန်တော်ရဲ့သက်ဆိုင်ရာနှိမ့်နဲ့ဖျားပါတော့ဟိုဘက်မှာလည်းကျွန်းနုကျွန်းနဲ့လေးရှိကျွန်းနုကြီးတွေဖြစ်ကုန်ကျွန်းနဲ့ဖျားလေးလေးရှိခင်ဗျာပြီးတော့ဟိုဘက်မှာရက်တော်မူပေါ့နော်ရက်တော်မူဖျားလေးပေးတဲ့ဟန်ပုံစံဖျားမျိုးလေးလည်းဒီမှာရှိထားပါတယ်ခင်ဗျာဒါလေးတွေဒီဖျားလေးတွေကိုပေါ့နော်မျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာဒီဘက်မှာကျတော့ဒီတရခန်းတစ်မွေးနဲ့လောက်ပေါ့နော်မြင်ရလားတော့မသိဘူးဗျာတရခန်းတစ်မွေးနဲ့လောက်ထားတဲ့ဖျားဖြစ်ပါတယ်ဒီဘက်ကကျတော့ ဒီဖရားကကြတော့ကျွန်တော်ရဲ့အိမ်မက်အရာအဲဝယ်ယူပြီးတော့မှပင့်ဆောင်ထားတဲ့ဖရားဖြစ်ပါတယ်ခင်ဗျာနော်။ဟုတ်ကဲ့ပါဒါလေးကိုလာရောက်ပြီးတော့မှကျွန်တော်မျှဝေပေးရဖြစ်ပါတယ်။ဒါကတော့ကျွန်တော်ရဲ့ရန်ကုန်ဟော်ကန်ဖရားကန်နေရာလေးကိုမိတ်ဆွေကိုပြပေးရဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ကျွန်တော်တလက်စာထဲမှာပဲဒီနေ့မှာ ရရလေးတခုပေါ့နော်ကျွန်တော်မျှဝေပေးချင်တာလေးရှိပါတယ်ရရကတော့ငွေကြေးနဲ့ပတ်သက်တဲ့ရရပါပဲအဓိကတော့သူကငွေကြေးလက်လက်ပါတိုးပွားစီဖို့အတွက်အငွေဝင်စီဖို့အတွက်ငွေကြေးပိုင်းဆိုင်ရာနဲ့ဆက်ဆက်ပြီးတော့မှအခက်ခဲလေးတွေရှိရင်ပြေလည်စီဖို့အတွက်ဆိုပြီးမှလောက်ရမယ့်ရရလေးဖြစ်ပါတယ်ရရလေးကတော့အရန်ပဲရိုးရှင်းပါတယ်ခက်ခက်ကြီးမဟုတ်ဘူးမိစုအတွက်လွယ်လင့်တကူပေါ့ပေါ့ပပါရူးရှင်းရှင်းလေးနဲ့ဒါလူတိုင်းနှီးပါလိုက်လုံလို့ရမယ့်ရရမျိုးလေးဖြစ်ပါတယ်ခင်ဗျရရလေးလို့ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ကစီတမျိုးမျိုးလိုအပ်ပါတယ်အုံးစီသို့မဟုတ်တန်လွင်စီတမျိုးမျိုးလိုအပ်ပါတယ်ခင်ဗျဘေးရင်ခေါ ါ်မှာကြက်လို့ရှိရင် तू ကမစစ်စီလို့ခေါ်ပါတယ်မစစ်စီဆိုတာကကျတော့ तू ကအချမ်းမြအဖြစ်ပေါ့နော်ဒီဈေးဆိုင်မှာ तू ကဈေးမစစ်ဘဲနဲ့ဝယ်လို့ရတဲ့စီပေါ့နော်ဆိုတော့ အဲအုံးစီဘူးလေးတဘူးလောက်ပဲဖြစ်ဖြစ်ပေါ့ဗျာသူမဟုတ်တန်လွင်စီလေးပဲဖြစ်ဖြစ်ပေါ့နော်ကိုကဝယ်ယူလိုက်ရမှာဖြစ်ပါတယ်ခဗျအဲ့လိုလေကို့အိမ်မှာရှိပြီးသားဆိုလို့ရှိရင်လည်းအဆင်ပြေတယ်နော်အုံးစီသူမဟုတ်တန်လွင်စီတခုခုပေါ့နော်ဒီလိုခွက်လေးတခုလေးထဲမှာထည့်လိုက်ပေါ့ဗျာဒီလိုမျိုးကျွန်တော်ဆိုလို့ရှိရင်ဒီမှာဒီဘက်ဒီပုံစံလေးကျွန်တော်အနေနဲ့ထည့်ထားမျိုးရှိရမြင်ရလားမသိဘူးနော်ဒီပုံစံလေးထည့်ထားရှိပါတယ်ဒီပုံစံမျိုးလေးမိတ်ဆွေတို့အနေနဲ့စီလေးတစ်မျိုးမျိုးထည့်ထားပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကပတ်စံလေးကိုပေါ့နော်စပွဲကုန်လေးကိုမှတင်ပြီးတော့မှဒီစီလေးနဲ့ကျွန်တော် လိုလေးတောက်ပြရမှာဖြစ်ပါတယ်ပတ်ဆိုင်လေးကိုအဲအဲ့လိုမျိုးလေးပေါ့နော်ဒီ CD နဲ့အနည်းဆုံး3ချက်လောက်ပေါ့ဗျာဒီလိုလေးပေါ့အဲဒီလိုလေးတောက်ပြရမှာအဲဒီလိုလေးတောက်ပြရမှာဖြစ်ပါတယ်ဒီလိုလေးတောက်ပြရမှာဖြစ်ပါတယ်ခင်ဗျာအဲ့လိုပုံစံမျိုးပေါ့နော်ပြီးတော့ကိုကဈေးဆိုင်နေပါတယ်ဖွင့်ထားတယ်အလုပ်ငန်းလုပ်နေတဲ့ရုံးခန်းနေပါတယ်ရှိတယ်ဆိုလို့ရှင်လေအဲ့ဒီမစစ်စီလေးနဲ့ကိုရဲ့ရုံးခန်းနေရာလေးမှာပေါ့ဗျာနော်ဒါကျွန်တော်ဆိုလို့ရှင်လေဒါကျွန်တော်ရဲ့အလုပ်ခန်းဓာတ်ခန်းဖြစ်တဲ့နေရာလေးမှာအဲဒီလိုမျိုးလေးတောက်ပြီးတော့မှာအကဲဆူတောင်းပြရမျိုးလေးတွေမိတ်ဆွေကိုလှုပ်လို့ရတယ်အဲကိုရဲ့အိမ်ရှေ့မျက်နှာဝါးစားလေးမှာဒီလိုမျိုး စီလေးနဲ့လက်လေးနဲ့ပေါ့ဗျာလူလေးတောက်တာပေါ့အဲ့လိုမျိုးလေးတောက်ပြီးတော့မမိတ်ဆွေတို့ဆူတောင်းပေးလို့ရပါတယ်ခင်ဗျာငွေကြေးလက်လာပါနဲ့ပတ်သက်လို့တိုးဝပါလေးဆိုတဲ့အကြောင်းဆူတောင်းပေးရမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကတော့အကြံဉာဏ်ပေးချင်တာကတန်လွင်စီရှိရင်ပိုကောင်းတယ်တန်လွင်စီနဲ့လှုပ်လို့ရှိရင်ရေရရတော့ပိုပြီးတော့မှအဆင်ပြေပါတယ်ခင်ဗျာအဲတန်လွင်ဆိုတဲ့သဘောတရားကတောက်ကြရနေပုတ်တဟူးနဲ့အဲသူက ဝင်သေးဆိုတဲ့ဓာတ်ကကြားတယ်ပေါ့နော်တန်လွင်ဝင်သေးအဲ့လိုမျိုးဓာတ်ကကြားပါတယ်ခင်ဗျာသူကဓာတ်ဖက်ဖြစ်တဲ့အတွက်ကြောင့်စီးပွားတက်တာဖြစ်ပါတယ်ခင်ဗျာတန်လွင်ဇီလေးနဲ့အဲ့လိုမျိုးကိုယ့်ရဲ့ဆိုင်ငန်းနေရာလေးမှာဒီလိုမျိုးလေးလက်လေးနဲ့တောက်ပေးခြင်းအပြင်ဈေးရောင်းဝယ်ရဆိုလို့ရှိရင်လည်းကောင်းသေးတယ်စီးပွားလက်လာပါတိုးတက်စေတယ်ငွေကြေးပိုင်းဆိုင်ရာနဲ့ဆက်ဆက်ပြီးတော့မှအကန့်အထောက်ပံ့လေးတွေရရှိစေတာဖြစ်တဲ့အတွက်ငွေကြေးနဲ့ပတ်သက်လို့မရအခက်ခဲလေးတွေကြုံနေရမယ်ဆိုရင်ဒါဒီရေရာလေးပြုတ်လို့ပြီးတော့မှမိတ်ဆွေယူရှင်းရှင်းလေးရေရာလေးတစ်ခုပြုတ်လို့လိုက်လို့ရပါတယ်ခင်ဗျာနော်ဒါလေးကိုလည်းကျွန်တော်မျှဝေပေးရဖြစ်ပါတယ်တချို့ကကျတော့မစစ်စီဆိုလို့ရှိရင်သူက အဲစီကြိတ်တဲ့နေရာမှာဒီအောက်ကခံထားတဲ့ခွက်ရှိတယ်အဲ့ခွက်အဲ့ခွက်ကနေပြီးတော့မှ CO နောက်ဆုံးပိတ်ပေါ့နော်မစစ်ထွက်ရသေးတဲ့ပုံစံမျိုးအဲ့အနေထားမှာရတဲ့ C မျိုးကိုလေအဲဒီဘေးရင်ရတဲ့အနေနဲ့ပတ်သက်ပြီးတော့မှမစစ်စီအနေနဲ့လေတုံးကြတာမျိုးလေရှိပါတယ်ခင်ဗျာဒါကတော့ဘဟုတုဒရားစရာလေးတစ်ခုအနေနဲ့ကျွန်တော်မျှဝေပေးရတာဖြစ်ပါတယ်ခင်ဗျာโอเคပါခေအားလုံးပဲကျေးဇူးများတင်ပါတယ်ကျွန်တော်တစ်တော့အားပေးနေတဲ့မိတ်ဆွေတွေအနေနဲ့ရော Facebook ကနေအားပေးနေတဲ့မိတ်ဆွေတွေအနေနဲ့ရောအားလုံးပဲစိတ် channel ကိုကြည့်ချင်ပါရင်ပြည့်စုံကြပါစေဆိုရဲချောင်းစုတဖွန်ကောင်းတောင်းရင်ဒီ video လေးကို και άλλα υπάρχει μια.